အချိန်ဟောင်း၁၈၁၉ကတော့ဟိုပြောပြောမယ်ကျွန်တော်တို့ရုပ်ရှင်မှာလည်းကျွန်တော်တို့တော်လိုင်းကြီးလုပ်ခဲ့တာပဲကျွန်တော်တို့ခုနကကြီးတို့အာကိုဟာကာတို့ကျွန်တော်တောက်လျှောက်ပေါ့နော်ဒီတော်လိုင်းဒီရုပ်ရှင်ပိုင်းမှာကျွန်တော်တို့ပါလဲဆိုကျွန်တော်တို့ rating system ကိုကျွန်တော်တို့တော်လိုင်းခဲ့တာပေါ့နော်အဲ့အချိန်ကနေစပြီးတော့ကျွန်တော်တို့ကဒီကျွန်တော်တို့လိုချင်တဲ့ဟာကိုကျွန်တော်တို့ရအောင်ယူဖို့ကျွန်တော်တို့စူးစမ်းခဲ့တယ်ပေါ့နော်အဲ့လိုမျိုးအချိန်ကနေပြီးတော့အာနာသိမ့်ပြီးတဲ့အာနာသိမ့်တဲ့အချိန်မှာလည်းကျွန်တော်က အဲ့တော့မြန်မာကြောညာမြန်မာဘီယာကြောညာရိုက်အိုမရိုက်ခင်ပေါ့နော်မရိုက်ခင်အော်ဟိုရိုက်ပြီးသွားတဲ့အချိန်ရိုက်ပြီးသွားပတ်စံပတ်စံရဝစောင့်နေတဲ့အချိန်ပေါ့နော်အဲ့အချိန်မှာအာနာတိန်ဝင်ရိုက်တာ January မှာရိုက်တာအာနာတိန်က February ဆိုတော့ February um February အမကျွန်တော်အဲ့ရိုက်ထားရိုက်လေးရိုက်ပြီးသွားပြီးပတ်စံယူဖို့ပဲစောင့်နေတဲ့အချိန်ဒီမှာကျွန်တော်က အာနာလေးတိတ်နေချိန်မှာအဲ့စာချုပ်ကိုကျွန်တော်ကဖြတ်ပြီးတော့ဒီခုချိန်ကျွန်တော် Facebook ရှေ့ပေါ့နော်အဲ့စာချုပ်ကိုကျွန်တော်ဖြတ်ပြီးတော့ဒီတုံလေးထဲမှာစပြီးတော့ပေါင်ခဲ့တယ်။အဲ့ကနေတောက်လျှောက်ကျွန်တော် CRM တွေကိုကျွန်တော်ကအာလုံးဆော်တယ် CRM တွေကိုလုံးဆော်ရတောက်လျှောက်ကျွန်တော်သွားတယ်။ပြည်ရင်းထဲမှာတောက်လျှောက်သွားတယ်အမ um, ်တော့ရှောက်ပဲတော့ရှောက်ဒီလုံးဝမပြစ်ခင်ဒီကိုကျွန်တော်သွားပြီးတော့၃လပိုင်းကနေ၃လပိုင်းလအကုန်လုံးကနေစပြီးကျွန်တော်ကတော့ရှောက်ရှောင်းရတယ်ပေါ့နော်ရှောင်းရရင်ပြင်းနေမှာပဲလေးလလောက်ရှောင်းရတယ်။ဒါပဲရှောင်းရင်းနဲ့ အာနေဆက်ကိုရောက်ပါတယ်နေဆက်အာကျွန်တော်အလီဂီကိုရောပါလေကျွန်တော်ရောက်တယ်ပေါ့နော်အာပြီးတော့အဲ့မှာကျွန်တော်စပြီးတော့ဒီလက်နက်ကင်ဖွဲ့စည်းရေးကိုစပြီးတော့တွေ့မှုတာပေါ့နော်အရင်တုန်းကတော့ဒါအာပရိုပဂန်ဒါတွေရဲ့အမ် message တွေပဲရတာပေါ့နော်ဟိုကျွန်တော် brain wave လောက်ခင်တဲ့သဘောပေါ့ဒီလူတွေကသဘုံနေပေါ့နော်ဟိုရက်ဆက်တဲ့အလိုမျိုးရက်ဆက်တဲ့လူတွေပေါ့နော်ဒါမျိုးကိုကျွန်တော်တို့သိခဲ့ရတာပေါ့တကယ်ကျတော့ကျွန်တော်တို့ကူညီပြီးတော့ ျွန်တော်ရဲ့ NDA ကိုဟိုဖြည့်ရှင်းပေးခဲ့တဲ့လူတွေပြီးတော့တကယ်စကားပြောခဲ့ပြောကြည့်တဲ့အချိန်မှာတကယ်ကိုဟိုနိုင်ငံရေးနိုင်ငံရေးအာဘုဒ္ဓသာကျွေဝပြီးတော့တကယ်ကိုပညာတတ်တဲ့လူတွေအဖွဲ့အစည်းတွေပေါ့နော်ကျွန်တော်တွေ့ခဲ့ရတယ်အဲ့နောက်ပိုင်းကျွန်တော်တို့မေဆောက်သွားပြီးတော့အာမေဆောက်မှာကျွန်တော်ခုနလောက်နေပြီးတော့ကျွန်တော် US ကိုရောက်လာတယ်ပေါ့နော် ဆို US မှာကျွန်တော်3နှစ်လောက်နေပြီးတဲ့အချိန်မှာကျွန်တော် green card ဒီပါတယ်ရတော့ကျွန်တော်အခုအာ time ကိုပြင်နေအာပြင်ပြီးတော့ကျွန်တော် green ဘက်ကိုသွားတယ်အဓိကရည်ရွယ်ချက်ကလည်းကျွန်တော်ကဒီဘက်မှာနေတော့ဒီဘက်က lifestyle ကိုရှိတယ်ဒီဘက်က American lifestyle ကအာ struggle လို့ရရချင်းရတော့ဟိုဘယ်နဲ့နေရမလဲမသိဘူးပြီးတော့ကိုယ်မှာ ဟို life are ups and downs ဖြစ်တဲ့အချိန်မှာ adjustment လုပ်ရတာတော်တော်လေး transition အချိန်ကတော်တော်လေး struggle လုပ်ခဲ့ရတာပေါ့နော်ဒီ၃နှစ်လောက်ကအဟိုနေရာဒီနေရာပြောင်းလဲနေတယ်။ um အဲ့ဒါပြီးတော့ကျွန်တော်စဉ်းစားရပေါ့ okay ကျွန်တော်လည်းဒီဘက်မှာ struggle လုပ်နေနေမြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတာဖြစ်နေတာပဲဆိုတော့ကျွန်တော်ဘာမှဟိုတခြားမကူဖြစ်ဘူးပေါ့နော်မကူဖြစ်ဘူးဆိုတော့ကျွန်တော်အချိန်နေနေလေရှေ့ကျွန်တော်မိသားစုတွေလည်းရှိသေးတယ်အဲ့တော့ကျွန်တော်အများကြီးကြည့်ရတာပေါ့နော်အဲ့လိုဖြစ်ပြီးတော့ okay ဒါမဲ့ တော်လိုင်းရဆက်သွားနေတာပဲအဲ့တော့ကျွန်တော်ကဒီတိုင်းဆက်နေလို့တော့မဖြစ်ဘူးပေါ့နော်ကျွန်တော်ကိုယ်ကိုစဉ်းစားတယ်အဲ့တော့ဒီ trip ကကျွန်တော်ရည်ရွယ်ချက်ကကျွန်တော်ကျွန်တော်အနုပညာညီကောင်မောင်မိုင်းနဲ့တော့ပြီးတော့လေကျွန်တော်ပြန်ပြီးတော့စကားပြောမယ်သူတို့ဘာတွေလုပ်နေလဲကျွန်တော်ဘာကျွန်တော်တို့ဘာပေါင်းပြီးတော့လုပ်လို့ရလဲပြီးတကယ်တော်လိုင်းမွန်ဆက်ပြီးလှူရှားနေတဲ့လူတွေဘယ်သူတွေလဲဘာတွေလှူရှားနေရလဲ အရင်လှူရှားနေရတဲ့အခုလှူရှားနေသေးလားဒါမျိုးတွေပေါ့နော်ပြင်ပါတွေဖြစ်နေရလေအချင်းချင်းပေါ့နော်ဒါမျိုးတွေကျွန်တော်အော်တည်ခြင်းနေပြီးတော့ကျွန်တော်ကိုနိုင်ကဘေကန်နာမှာပါဝင်ပြီးတော့ကျွန်တော်လုတ်ပေးနိုင်မလဲပြီးတော့လက်ရှိအခြေအနေဘယ်လိုရှိလဲဆိုတဲ့အောင်ကျွန်တော်တော့တည်ခြင်းတဲ့အတွက်ကိုဟို client ကိုအကူထဲမှာခေါ်တဲ့အချိန်မှာကျွန်တော်က green ဘက်ကိုအာသူတို့ရဲ့သူတို့ရဲ့လမ်းပြမှုနဲ့ခေါ်ဆောင်မှုနဲ့ကျွန်တော်ရောက်သွားတယ်ရောက်တော့ green မှာကျွန်တော်စတိရလောက်ကြာတယ်ပေါ့နော်အဲ့မှာကျွန်တော် အာဆေဘေရှောင်စကန်နေလဲကျွန်တော်တွေးခဲ့တယ်ဆေဘေရှောင်လူတွေကိုဒီကလင်းရန်ကုန်အောင်တခြားဖွဲ့စည်းရာလူတန်းနေတဲ့ဟာတွေကိုလည်းကျွန်တော်တွေးခဲ့ရတယ်သူတို့ဒေတာလေးဟိုလိုတရဆိုတဲ့ sign လေးပေါ့နော်ဒါကတော့ကရင်နီစစ်ရှောင်တွေအတွက်ကိုရန်မုံငွေအတွက်ကိုသူတို့ကမတ်တီးပြီးတော့ထောင်ထားတဲ့ sign လေးတွေပေါ့နော်ဒါကတော့စစ်ရှောင်စကန်နံပါတ်1ဆိုရင်နံပါတ်1ဆိုရင်နံပါတ်1ကသူ sign နေသူဒီရရတဲ့ဝင်ငွေအကုန်လုံးဒီဒီနံပါတ်1ကရင်နီစစ်ရှောင်စစ်ရှောင်စကန်အတွက်ကိုဒါ အာနာယီဘာအရေးပဲဖြစ်ဖြစ်ပေါ့နော်ဒါမျိုးဖြည့်ရှင်းတာမျိုးသူကမတီးပြီးတော့လှုပ်ထားပေးရစနစ်လေးပေါ့နော်ပြီးတော့အခမဲ့စည်းကမ်းနေဆိုတော့ဟို clean and go ဓာတ်ကြီးအကုန်လုံးကိုမြေပြင်မှာလှုပ်ထားပေးတဲ့ဟာတွေ့ခဲ့ရတော့တကယ်ကိုဟိုအားရကျင်းနေတယ်ဗျာတကယ်လဲလေးစားမိတယ်တကယ်လဲဟိုကိုကုနိုင်ကလည်းဘာတွေလုပ်နိုင်လဲဆိုတဲ့ဟာကိုကိုပြန်ပြီးတော့တုံ့တက်မိတယ်ပေါ့နော်အဲ့ဒီမှာကုမာဝေတို့လည်းကျွန်တော်တွေ့တယ်ကုမာဝေကကျွန်တော် ပြန်တိုက်တယ်ပြန်တိုက်တော့တော့ပြောရဲမှာဟန်နီကင်တာခိုးပြီးရပါဘောเนาะကျွန်တော်ကျွန်တော်ဒဲမပြန်တိုက်ဆိုတော့โอเคလို့ဒါပေမဲ့သူကျွန်တော်ပြောတယ်ဘာဖြစ်လို့တိုက်တယ်လဲဆိုတော့အဲ့ဒီမှာလေခိုးပြီးရရဲဆိုတော့ခုနဦးကျော်တန်လင်းပြောသူပဲကျွန်တော်တုံလင်းရေးမှာအမြင်နဲ့ကျွန်တော်စိတ်ညစ်ဆံမလို့အာကျွန်တော်အမြင်နဲ့ဝမ်းနည်းနေကြလည်းမလို့ဒါပေမဲ့ကျွန်တော်ရှိနေအားရနေအကုန်လုံးဆက်ပြီးတော့ဟိုသွားနေဖို့သူတယ်ပေါ့နော်ကျွန်တော်အခုရေးဖို့ရေးဆိုတာလေကျွန်တော်ကျွန်တော်သွားတွေ့ရ DMO သွားတွေ့ရကျွန်တော် Duff KK သွားတွေ့ရ အာကျွန်တော်တက်ဖွဲ့တော်တော်များများကျွန်တော်စုံနေဗျတော်တော်တွားလိုက်တယ်အမ်တွားတဲ့အချိန်မှာအမ်သူတို့နဲ့တွေ့တဲ့အချိန်မှာသူတို့ကသူတို့ကိုကျွန်တော်တွားပြီးတော့အားပေးတဲ့ပုံစံမျိုးဖြစ်တာပေါ့နော်စာပေမှာတကယ်တမ်းကျတော့သူစီရောက်သွားချင်မကျွန်တော်ဟိုဟိုလိုခေါင်းအားအရန်ပြေသွားတာမို့တကယ်တမ်း Facebook မှာတိုက်နေတော်လိုင်းရေးရတခုတကယ်မြေမှာချနေရတခုပေါ့နော်ဒါမျိုးတွေကျွန်တော်တို့ကနားလည်ဖို့လိုတယ်အကယ်၍ဟို တကယ်မြေပြင်အခြေအနေကိုသိကျင်နေဆိုရင်တော့မြေပြင်ကလူတွေနဲ့ဆက်သွယ်ပြီးတော့မေးမြန်းတာအကောင်းဆုံးပဲကျွန်တော် Facebook မှာဟိုသူများပြောတဲ့အတိုင်းလိုက်ပြီးတော့ဟိုကြုံသားစရာမလိုဘောနော်တကယ်ယုံကြည်ရတဲ့လူတွေရဲ့ information ကိုမှကျွန်တော်ယူသင့်တယ်ပေါ့နော်ဘာလို့ information အရင်များဆိုတော့ရေဘော်တွေကိုတွေ့တဲ့အချိန်မှာသူတို့ကပြောရကျွန်တော်သူတို့ AC ပဲကျွန်တော်သူတို့ကဘာမှသူတို့အကုန်သူတို့အသက်ကိုအဓိကမထားဘဲသူတို့ကရဲစုပြီးတော့ ပေးဆက်ပြီးတော့ကျွန်တော်ချမယ်ဒါပေမဲ့တခုပဲသူတို့တခုပဲလုပ်ပြီးကြည်စမ်းမဲရှာပြီးသူကျွန်တော်အလိုပြောရပေါ့နော်အဲ့တော့ဒီ message ကိုကျွန်တော်ပြန်ပြီးတော့ပြောပြချင်တယ်အားလုံးကျွန်တော်လည်းသူတို့ပြောတယ်ကျွန်တော်တို့အားလုံးကဘယ်နေရာပဲရောက်ကျွန်တော်တို့အားလုံးကတတိယသားရှိတယ်ကျွန်တော်တို့ရဲ့အကောင်လုံးကရှိတယ်အတူတူရှိတယ်ကျွန်တော်အားလုံးကိုယ့်နေရာကိုယ့်ကန်နာနေပြီးတော့အကောင်ဆုံးဖြည့်ရှင်းနေကြရပေါ့နော်အဲ့ဒါကိုကျွန်တော်က deliver လုပ်ခဲ့တယ်သူတို့ um so through နေ့ ကျွန်တော်တောက်လျှောက်စကားပြောပြီးတော့အာကျွန်တော်လည်းခုံရိုက်အများရခဲ့တယ်ပြီးတော့လည်းအမ်တကယ်လည်းသူတို့ကဟိုဟိုဘယ်လိုပြောရမလဲကျွန်တော်တို့ထင်လို့မျိုးပြအမြင်စိတ်ညစ်နေတာမျိုးအဲ့လိုမျိုးတကယ်မှအဲ့လိုမျိုးမဟုတ်သူတို့ကလုံးဝဟိုကျွန်တော်တို့အဲ့ကြောင့်ကျွန်တော်ပြောရလေခါကြီးကျကျွန်တော်တို့ပြောင်းလဲမှုကကျွန်တော်တို့ကရနေပြီးအနောက်မှာပေါ့နော်ကျွန်တော်တို့ကျွန်တော်လိုချင်တဲ့ကျွန်တော်တို့ကကျွန်တော်တို့ကဟိုမင်းအောင်ရင်တည်မမဟုတ်ပြကျွန်တော်တို့ကတည်မဒီစနစ်ကြီးကိုကျွန်တော်တိုက်နေရ right ဲ့တော့ကျွန်ဒီစနစ်ကိုဘယ်လောက်တက်လဲဆိုကျွန်တော်တို့ကအပြောင်းလဲတစ်ခုလိုချင်လို့တိုက်တာဒီစနစ်ကိုကျွန်တော်တို့မကြိုက်ဘူးပြောင်းလဲရမယ်ဆိုရဲအခြေခံအတွင်းအတွင်းနဲ့ခံယူချက်တင်နေကျွန်တော်တို့တိုက်ကြတာပေါ့နော်အဲ့တော့ကျွန်တော်မြင်ရတဲ့ grenier ကဒီပညာရေးဆိုလေပညာရေးဆိုလေအရင်တော့ကျွန်တော်တို့အမှတ်တွေမိမှကျွန်တော်တို့ကဟိုဟိုမဆီယံဝင်လုပ်မယ်ဆိုရင်ဆီယံဝင်အမှတ်မိမှကျွန်တော်တို့တက်ခွင့်ရတဲ့ဟာမျိုးအခုကျွန်တော်ပညာရေးကဒီဆီယံဝင်ဖြစ်ချင်တဲ့စိတ်ဆန္ဒရှိတယ်ဆိုရင် သူပေးထားတဲ့မိကုန်းတွေကို သူဖိထားတဲ့ဒီဆောင်ဝဲ၃ခုဖြီးနိုင်တယ်ဆိုရင်ဒါတက်ခွင့်ရှိရလူတိုင်းတက်ခွင့်ရှိရ high school အောင်ပြန်တက်ခွင့်ရှိရပေါ့နော်ဒါမျိုးတွေပေါ့ဒါတွေကဆက်ပြောင်းလဲနေပြီပြီးရင်ပညာရေးမှာ social science တွေ political science တွေဆိုအကုန်လုံးတေချာသင်ပေးနေတယ်ပေါ့နော်ဒါတွေကပြောင်းလဲမှုတွေပဲပြီးရင်ရဲဘော်တွေဆိုလဲကျွန်တော်တို့ခမင်းစားရချင်မှာသူတို့ကျွန်တော်တို့လိုချင်တဲ့ကျွန်တော်တို့ချစ်တယ်လို့ပြောလို့ရတဲ့စစ်သားတွေအဲ့စစ်သားတွေကကျွန်တော်တို့အခုမြင်နေရပြီဆိုတော့ဒါတွေကတကယ်ကိုကျွန်တော်တို့မြင်ခဲ့ရတဲ့ ကျွန်တော်လိုချင်တဲ့ပြောင်းလဲမှုတွေကျွန်တော်ဂိတ်တွေဖြတ်တယ်ဆိုရင်ကျွန်တော်လေးပြုတ်တယ်နော်လေးပြုတ်လို့ပြောမှသူကရိုးတတိဆက်ဆန်တယ်ပြည်သူတွေကိုလေးစားတယ်ဒါမျိုးပဲဖြစ်နေရမှာပြည်သူတွေရဲ့ဝန်ထမ်းပဲဖြစ်နေရမှာအဲ့ဒါကြောင့်မို့ကျွန်တော်လိုချင်တဲ့ဟာကိုကျွန်တော်ပြောချင်တာကျွန်တော်လိုချင်တဲ့ဟာနောက်မှာဖြစ်နေပြန်ဖြစ်နေဆိုကျွန်တော်က Facebook ပေါ်မှာဆိုရင်လေကျွန်တော်ကဟိုကျွန်တော်တို့အားလုံးက information တခုဆိုဝိုင်း share ခြင်းကြတယ်ဟိုလောက်လိုက်တယ်ဒါမှတကယ်တေချာ တေချာလေးပေါ့နော်အပြုသဘောနဲ့ဆောင်းတဲ့ဟာမျိုးပဲကျွန်တော်ပို့လို့တင်တယ်နောက်ဆုံးကျွန်တော်တို့ဘက်ကလူတရားရောက်ကဟိုပြောတာနည်းလူသွားရင်တော့ကျွန်တော်တို့ရအနောက်ကွယ်ကနေပြီးတော့ဖြည့်ပေးရမယ်အနေထားပေါ့ကျွန်တော်ကိုယ်နဲ့ကတော့ပြောလို့မရကျွန်တော်တို့ကဒီလိုပြောဖို့စောင့်နေလူတွေအများကြီးပဲပေါ့နော်အဲ့တော့စီးလုံးမှုကိုအဓိကအခြေခံပြီးတော့ကျွန်တော်တို့တောင်းတောင်းရမယ်ကျွန်တော်တို့ကမစီးလုံးလို့မရအောင်ကျွန်တော်တို့တမိုင်းစင်စက်မှာလေတောက်လျှောက်ကမစီးလုံးလုံးဝမစီးလုံးမြန်မာဆိုရင်ကျွန်တော်လည်းအမြဲတမ်း ကြားနေရတယ်ဒီဘက်မှာကျွန်တော် community အကုန်လုံးသွားလိုက်မြန်မာတစ်ဖွဲ့ရှင်နှစ်ဖွဲ့ကွဲခြင်းနေဆိုနှစ်ဖွဲ့ရှင်သုံးဖွဲ့ကွဲနေဆိုတဲ့ဟာမျိုးကျွန်တော်တို့ကစပြီးတော့ပြောင်းလဲခြင်းနေပေါ့နော်အဲ့တော့ကျွန်တော်ကျွန်တော်နီးစပ်တဲ့ community တွေအကုန်လုံးမှာကျွန်တော်ကိုယ်နိုင်ကပဲအားလုံးကိုကျွန်တော်အစီအပြေအောင်ပေါင်းနေသူတို့ရဲ့လိုအပ်ချက်တွေသူတို့ဖြစ်ချင်တဲ့ဟာကိုကျွန်တော်နားထောင်နေဒါမျိုးကျွန်တော်တို့တွေကဟိုအတူတူဘယ်လိုလမ်းနဲ့ပေါ်လို့ရမလဲဆိုတဲ့ဟာကိုစဉ်းစားဖို့ကပို့ပြီးတော့အာလိုအပ်တယ်လို့ကျွန်တော်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ပြုတ်ခွဲဖို့တိတ်လွယ် တယောက်နဲ့တယောက်ရင်ဖြစ်ဖို့အရင်လွယ် Facebook မှာတစ်ချက်လောက်ရေးပြလိုက်တယ်ဒါရင်ဖြစ်ဖို့ဟိုလမ်းစာပေးလိုက်တယ်လို့ပဲသိမလားဆိုတော့ဒါပေမဲ့စီးလုံးမှုဆိုတော့ immediate ခက်တယ်အဲ့တော့ immediate ခက်တဲ့လမ်းအောင်ပဲကျွန်တော်ကရွေးစေချင်တယ်အာပြီးတော့ဒီကအာအာ supporter အကုံလုံးပေါ့နော်ကျွန်တော်တို့ထောက်ပို့တွေအကုံလုံးလည်းကျွန်တော်တကယ်ကျေးဇူးတင်တယ်အားလုံးရဲ့အကူအညီတွေအားလုံးရဲ့ထောက်ပံ့မှုတွေအားလုံးရဲ့အားတွေကြောင့်ကျွန်တော်တို့ကအခုချိန်မှာပြောင်းလဲမှုတွေကအနောက်မှာတောက်လျှောက်ဖြစ်နေတာပေါ့နော်အခုကျွန်တော်နောက်တနေရာအခုဆိုရင်တိတိမ်ဝင်ကျွန်တော်တို့ အာတိမ့်မယ်ပေါ့နော်အဲ့တော့အဲ့တိမ့်မယ်အချိန်မှာလည်းအခုလိုမျိုးအစီလီလုံးနဲ့ကျွန်တော်တို့ဟိုဒီအောင်ဝဲယူဟိုအမြန်ဆုံးရဖို့အတွက်ကျွန်တော်စီလီလုံးနဲ့အများကြီးဟိုကိုနိုင်တဲ့ဘက်ကနေပို့ပြီးတော့ပေါ့နော်နိုင်တာထက်ပို့ပြီးတော့လှုပ်စေခြင်းနေအာကျွန်တော်လည်းကိုကိုကိုအမြန်ဆုံးမှရပါလဲဆိုဥမာကျွန်တော်တခုလှုပ်လိုက်တယ်ဆိုရင်တော့မှအာဒါကငါကိုကိုကိုတည်တယ်ဗျာတည်မဒါကကိုလှုပ်လိုက်တဲ့ဟာကအင်းကိုရဲ့ဘာဘလောက် percentage လဲမ20%လာ ဆောင်ရှိတယ်။ကျွန်တော်တို့ကျွန်တော်လုံနိုင်တဲ့100%နဲ့ပို့ပြီးတော့ကျွန်တော်လုံလုံတင်တယ်လို့ကျွန်တော်ထင်ပါတယ်။ကိုကိုနိုင်ကလည်းအခုချိန်မှာကျွန်တော်လည်းအားလုံးကျွန်တော်ဟာကျွန်တော် survive ဖြစ်အောင်ကျွန်တော်နေတယ်။ကျွန်တော်လုတ်ခဲ့တဲ့ဟာတွေကျွန်တော်10နှစ် detail ခဲ့တဲ့ဟာတွေလည်းအကုန်လုံး target လိုက်ပြီးဒါပေမဲ့အိတ်ကရှိတဲ့အတွေ့အကြုံတွေကိုပဲကျွန်တော်အကောင်းဆုံးဒီမှာဘယ်လိုပြန်သုံးချရမလဲဆိုတာပဲကျွန်တော်ကျွန်တော်ကြည့်ရကျွန်တော်ကိုနေကဟိုဟိုကျွန်တော်ကိုနေကအခုဆိုရင် marginalize ရအောင်နဲ့အဲ့ကနေပြီးတော့အခုဆိုရင်ငလင်ဘေးတွေ ဟိုတခြားရဲဘော်တွေဟိုစားနေကလိုအပ်တာတွေပေါ့နော်ဒါတွေတော့ကျွန်တော်ကျမ်းမာရေးနဲ့ပညာရေးတို့ပို့ပြီးတော့ဦးစားပေးပြီးကျွန်တော်သွားတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တက်နိုင်တဲ့ဘက်ကနေကျွန်တော်ကိုထူကိုထပဲကျွန်တော်လုပ်နေပါတယ် um ဒီလို life မှာဒါအားလုံးနဲ့တည်ပြီးအတိုင်းပဲဒီဒီ American life ကအမလိုက်ပြောရင်မလွယ်ဘူးကောနော်တယောက်တည်းရက်တည်ဖို့ဆိုမလွယ်ဘူးဆိုတော့အပါပြည့်ပြည့်ကျွန်တော်ကို ိုလုံးရမယ့်တာဝန်ကိုလုံးရမယ့်တာဝန်ကိုယူထားရတဲ့ကိုယ့်ကိုလုံးဆရာရှေ့ကိုဆက်ပြီးတော့လုံးနေရမယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျအဲ့တော့အားလုံးပဲအခုလောပောင်းပေးတဲ့ကျေးဇူးများတင်ပါတယ်ဆက်လက်ပြီးတော့လည်းကျွန်တော်တို့ဟိုဒီအာချန်ပီယံရနေပြီးတော့ကျွန်တော်တို့မြန်မာတိုင်းငံလုံးအောင်ဝေးရတဲ့အထိကျွန်တော်တို့ဒူဆက်သွားမယ်အာပြီးတော့အာအားလုံးချမ်းမြေကြီးဆက်ကြပါအဲ့လေကျွန်တော်အတိပိတာတတိပိကျမှာခင်ဗျာအားလုံးကျေးဇူးပြုတင်ပါတယ်